မင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆွေတွေကိုမိတ်ဆက်ပေးခြင်းနဲ့ software လေးရတော့ IK Mari Media ထုတ်တဲ့ Lasan Mastering Console ဖြစ်ပါတယ်ကျွန်တော်အခုမှ Home Studio စလုပ်တဲ့တီလုံးလေးတွေစတီးတယ်ဒီလိုလူတွေအတွက် mixing ကိုဆွဲတာတွေကိုလေ့လာရမယ် mastering ကိုလေ့လာရမယ်အရင်ဆုံးကျွန်တော် mixing ကိုလေ့လာရတာပေါ့နော် mixing ကိုလေ့လာပြီးတဲ့အခါမှ mastering ကိုသွားမယ်အဲ့တော့ mixing ကိုလေ့လာပြီးတော့အကျန်းလေးတွေဆွဲကြည့်နေတယ်ကျွန်တော် စတင်ပြီးတော့လောက်တဲ့ဝါသနာရှင်တွေအတွက်ရတဲ့အမှုပညာကြီးဆိုတာလည်းနှဲပါပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ကာလကိုဖျက်သန်းခဲ့ဘူးပါတယ်အဲ့တော့ကိုရတဲ့ဒီမိုတီးကလေးနဲ့ခြားသူရှိမှာမေဇီမာစတာအပ်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ကိုရတဲ့အမှုပညာကြီးက Mr. Master ပညာရှင်ရဲ့အမှုပညာကြီးကိုဘလို့မှလိုက်မမီတဲ့အတွက်ကိုယ့်ဘက်ကိုပဲစူးစမ်းပြီးဆွဲရပါတယ်။ကိုယ့်ဘက်ကိုပဲ Master ချရပါတယ်။အရင်ဆုံး Mr. လေးကိုပဲကောင်းအောင်မနေစူးစမ်းနေရတဲ့အချိန်မှာ Mastering ရဲ့လမ်းဝေးနေသေးတာပါဗျာ။အဲ့လိုကျွန်တော်တို့လူမျိုးတွေရှိခဲ့မယ်ဆိုရင် Mastering အတွက်ယာယီပေါ့နော်။ဒီမိုဆောင်းတွေကာဘာဆောင်းတွေလောက်ကိုကောင်းကောင်းအလုပ်လုပ်ပေးနိုင်တယ်။ Software လေးဖြစ်တယ်ဒီကောင်က။ ဒီ Lasan Mastering Console ကအဲကျွန်တော်တို့လူ beginner တွေအတွက်အများကြီးထောက်ကူပေးတဲ့ software လေးဖြစ်တယ်။ကျွန်တော်တတ်နိုင်ဆုံးစူးစမ်းပြီးဆွဲထားတဲ့မင်းစင်လေးကိုဒီထဲမှာ master ဖြတ်လို့ရတယ်။ကိုယ့်ဘက်ကိုမတက်တထက်နဲ့ရန်လောက်တာတက်ဆိုင်တော့ဒီဟာလေးကအများကြီး quality ပိုကောင်းပါတယ်။လုံပုံလုံးလေးတွေကဒီ software တွင်ထားပြီးရင်ကျွန်တော်ဒီမှာ sound ဆိုတာလေးရှိတယ်။အဲ့ဒါလေးကိုနှိပ်လိုက်မယ်။နှိပ်ပြီး edit ကိုနှိပ်လိုက်။နှိပ်လိုက်ရင်ကျွန်တော်ဟိုတုန်းကလုပ်ခဲ့တဲ့သချင်းတွေကကျွန်တော်မင်းစင်အကျန်းဆွဲထားတဲ့ဟာလေးတစ်ခုဖွင့်လိုက်မယ်။ဒီကောင်ကတော့ bypass လုပ်ထားလိုက်မယ်။နားထောင်ကြည့်မယ်။ ပြီးတော့မုန်ချိုတော့မယ်လာရလန်လေးတိုင်းဝေးကိုကြည့်ကြည့်ဒါကျွန်တော်မတက်တက်နဲ့ဆွဲထားတဲ့မေးစင်းလေးဖြစ်ပါတယ်လွန်ခဲ့တဲ့5နှစ်လောက်ကပေါ့ဒီဟာလေးကိုကျွန်တော်ဒီထဲမှာဖြတ်လိုက်မယ်ဒီမှာ style ဆိုတာရှိတယ် style မှာကျွန်တော်လိုချင်တဲ့ music အမျိုးအစားကိုရွေးလို့ရတယ်ကျွန်တော်လောဆယ် pop rock ဆိုတာလေးကိုရွေးလိုက်မယ်ကျွန်တော်တီးထားတာချင်းလေးက pop လေးမို့လို့ ပေါ့ဘရော့ကိုရွေးလိုက်မယ်ရွေးပြီးတော့ဒီမှာမိုင်ပတ်ဆိုပြန်အင်လိုက်မယ်ဒါလေးကိုပြန်နားထောင်ကြည့်မယ်ဒါလေးကိုခုနလိုမျိုးပြန်អော့ကြည့်မယ် ဘိုင်ပတ်လုပ်ထားတဲ့ကံပြန် online ပဲ나야란리다이웨오지기예봄라무미예예다되부싸울래사네세사니게미예다니나레가 လို့ပဲ bypass ပြန်လို့ကြည့်မယ်တလေတော့ကြည်လိုက်တော့မေယုံကအတန်ကွာခြားချက်ကတော့မိတ်ဆွေတို့ကြားတဲ့အတိုင်းပဲရာကမေပေါ်ရအောင်လိုက်မယ်ဆိုင်လုံးနဲ့ရာလေးအေးဆိုင်ပြာတယောက်ချင်းညာနဲ့လဲမာ ှာ import drive ဆိုတာကတော့ကျွန်တော်တို့အခုထည့်ဖွင့်တဲ့တခြင်းရဲ့ import အနည်းများပေါ့ဒါကတော့0မှာကျွန်တော်အဝင်ကများနေမင်းသိဆွဲထားတာ DB များနေတယ်ဆိုရင်ကျွန်တော်ပြန် short လို့ရတယ်ဒါကနည်းနေတယ်ဆိုရင်ဒီဘက်ကိုတင်လို့ရတယ်ဒါ import ပေါ့တော့တော့ကျွန်တော်0မှာပဲထားထားတယ်ဒီ push ဆိုတာကတော့ကျွန်တော် output အထွက်ပေါ့ output အထွက်ကိုကျွန်တော်တင်ခြင်းရင်တင်လို့ရတယ် charge ခြင်း charge လို့ရတယ်များနေရင် charge လို့ရတယ်နည်းနေရင်တင်လို့ရတယ်ဒီမှာသူ့ရဲ့ eju ပါတယ် eju မှာကိုက high ကလေးတင်ခြင်းလည်းဆို high ကလေးတင်လို့ရတယ် high mic low mid ပြန်ချိန်လို့ရတယ်ဒီမှာ low တွေပေါ့နော် base spine low low တွေဒီ hari တွေလည်းချိန်လို့ရတယ်16 hertz ကနေပြီးတော့ 10k 10 kilo hertz ထိကျွန်တော်တို့ကြားထဲမှာအတန်တွေကိုချိန်ညှိွားလို့ရတယ်ဒါကတော့သူ့ရဲ့ wave line ကိုကြည့်တာပေါ့ဒီဘက်ကဟာတော့သူထည့်ပေးထားတဲ့ setting တွေအဲ့ဒီမှာဒီကောင်တွေကပြောင်းလဲလို့မရဘူး match equalizer solid state equalizer chute limiter 2 solid state dsr solid state compressor အဒီကောင်ကိုတော့သူကချိန်ကြီးပို့ပေးထားတယ်ဒီမှာ threshold ပေးထားတယ်ဒီမှာလည်း threshold ခုပေးထားတယ်ဒီမှာလည်း make up gain ပေးထားတယ် make up gain ဆိုတာကတော့ကျွန်တော် compress ဖိလိုက်လို့အတန်တွေဝတ်သွားခဲ့ရင် gain တွေညော့သွားခဲ့ရင် gain ပြန်တင်ပေးတာပေါ့ဒါတွေကိုတော့ကိုကျွမ်းကျင်လာရင်ကျွမ်းကျင်လာသလိုအလိုတို့ပို့လျှော့လုပ်လို့ရပါမယ်အကျူတွေချိန်လို့ရပါမယ်ဘာမှမလုပ်တတ်သေးတဲ့အချိန်မှာတော့ဒါတွေကိုရမ်းမကလိတာပိုကောင်းတယ်ကလိလိုက်ရင်တော့ပျက်စီးသွားမယ်ကိုနားလဲလာပြီဆိုရင်တဖြည်းဖြည်းနဲ့ လေးလာပါဗျာဒါလေးကိုတင်ကြည့်အတန်ပြတ်သွားလားပိုကောင်းလာလားလောတဲ့ကိုကဘာမှမလုပ်တတ်သေးတဲ့အချိန်ပေါ့မာစတာရင်းကိုဘာမှမလုပ်တတ်သေးတဲ့အချိန်မှာတော့ဒီကောင်လေးကအများကြီးအထောက်အကူပြုတယ်ကိုသချင်းမျိုးစားပေါ်ယူဒီမှာ American look ဆိုပြီးရှိတယ်အဲ့ဒီမှာမှအမျိုးအစားအများကြီးကွဲထားတယ်။ Now classical ဆိုပြီးရှိတယ် EDM ရှိမယ်။ Hard rock metal တွေရှိမယ်။ Hip hop တွေရှိမယ်။ Jazz တွေရှိမယ်။အောက်မှာ pop rock ရှိမယ်။အမျိုးအစားတစ်ခုတစ်ခုကို तू က preset ပေးထားတာ၄မျိုး၅မျိုးပေါ့အမျိုးအစားကတော့၁မျိုး၂မျိုး၃မျိုး၄မျိုး၅မျိုး၆မျိုး၇မျိုးပါတယ်ပေါ့အမျိုးအစား၇မျိုးပါတယ်အခုမှစတဲ့ဝါသနာရှင်နေအခုမှ music producer စလုပ်တယ်ကိုတီးထားတာကို master ထုတ်ရတာအားမရဘူးဆိုတဲ့လူကြီးဒါလေးကိုကြမ်းမြင်းနေနဲ့တုံးလို့ရတယ်ကိုချိန်တက်လိုက်ရင်တဖြည်းဖြည်းလေးလာပြီးတော့ကိုက ဤကျူလေး like စားကြည့်မယ်ဒီ compressed စာတွေကို like ကြည့်ကြည့်မယ်အဲ့မှာကိုအကြိုက်တွေ့လို့ရှိရင်တွေ့တဲ့ဟာကိုဒီမှာ preset ထဲမှာတင်လို့ရတယ်ဒီမှာ save ကိုနှိပ်လိုက်ရင်ကိုလောက်ထားတဲ့ပုံစံကိုဒီမှာနာမည်ပေးပြီးတော့ဒီမှာ save လို့ရတယ်ဒီမှာနာမည်ပေးလိုက် new preset ဥပမာကျွန်တော်4 a ဆို4 a ပေါ့4 a 01ပါညာအဲ့လိုမျိုးနဲ့ save ထားလို့ရတယ်နောက်တစ်ခါနောက်တစ်ချိန်တစ်ပုတ်လုပ်ရင်အဲ့လားတူဆိုရင်အဲ့အဲ့ preset လေးကိုပြန်ခေါ်ပြီးကို loop loop shot ပြန်ချိန်လို့ရတယ်ဝါသနာရှင်တွေအတွက်အများကြီးအထောက်အကူပေးနိုင်တယ် auto mastering ဆွဲတဲ့ software လေးဖြစ်လို့ ဒီ lasan mastering console ကိုကျွန်တော်မသိသေးတဲ့ဝါသနာရှင်ညီကိုတွေအတွက်မျှဝေပေးလိုက်တာပါအခုမှစတဲ့ဝါသနာရှင်တွေအတွက်တော့အခုမှမင်းစင်ကိုစ조사ပြီးစတင်လေ့ကျင့်ဆွဲနေတဲ့ဝါသနာရှင်တွေအတွက်တော့အများကြီးကြိုးရှိမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ဒီလို software ကောင်းလေးတွေကိုအဆန်းသက်ရှာဖွေပြီးတော့မိတ်ဆွေတွေအတွက်ဆက်လက်မျှဝေပါပါဦးမယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦးကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက် video မှာကျွန်တော်ပြန်ဆောင်ကြပါမယ်